ောင်းလာတာတို့တမေးရေဒီချေရေ great for တင်ချာတန်လေးရနေပြန်နေကြိုးကြိုးလိုက်ပါတယ်ဒီချေတို့အရှိကဗီဒီယိုမှာဆိုလို့ရှိရင်တသိန်းကနေတရာကလေးအထိကိန်းလေးတွေပို့တို့တွေပြင်းပြမမနေရချခဲ့တယ်ပြီးတော့လို့ရှိလို့ရှိရင်နှိုင်းရှင်နေတယ်ပြီးတော့လို့ရှိရင်ပေါင်းနေတယ်နှုတ်ခေကြတယ်နော်အခုဒီနေ့ဒီချေတို့တွေကစာမျက်နှာခုနှစ်ကိုတွားလိုက်ကြရအောင်နော်မင်းတို့ရဲ့တင်ချာအော် sorry စာဟုတ်တယ်ဆာမင်နာခွနိကိုတောင်းမယ်နော်လေးချိန်ကလေးလုတ်ပြီးသွားပြီဆိုတော့ဆာမင်နာခွနိကိုတောင်းလိုက်ကြရအောင် ဟုတ်ပြီကဲအဲ့တော့စာမျက်နှာခုနှစ်မှာဒီချေရုလေ့ကျင့်ရန်နံပါတ်5ကိုသွားကြပါမယ်ရှင်။ကဲတော့ဒီမှာ bullet လေးနဲ့ရေးထားတာလေးတွေကိုလေ့လာကြည့်ရအောင်။ဂိမ်းတစ်ခုဤ10စား100စားနှစ်ခုနေရာတွင်ပါသောဂိမ်းတစ်ခုကို10ပြင်းမြောက်လျင် ရသောဂိမ်းကိုညီတို့ရှာညီဆိုတာကိုလေ့လာကြမယ်။အဲ့တော့ဒီမေးခွန်းလေးကနည်းနည်းလေးရှုံနေဒီချေအဲ့ဒါကိုရှင်းပြမယ်။ဂိမ်းတစ်ခုရဲ့100စားအဲ့ဒီဂိမ်းကိုဘယ်လိုရှာမလဲ။ ဂိမ်းတစ်ခုရဲ့တေ sorry တင်းတဂိမ်းတစ်ခုရဲ့စေစားဖြစ်တဲ့ဂိမ်းကိုဘယ်လိုရှာမလဲဂိမ်းတစ်ခုရဲ့တရာစားဖြစ်တဲ့ဂိမ်းကိုဘယ်လိုရှာမလဲပြီးတော့ရင်ခုနေရာမှာတုံ့ညပ်ပါတဲ့ဂိမ်းကို30ဖြစ်အစားနေရတဲ့ဂိမ်းကိုဘယ်လိုရှာမလဲကျတော့3မျိုးဂိမ်းတစ်ခုကို30နဲ့စေစားလုပ်တဲ့ဂိမ်းကိုရှာမယ်ဂိမ်းတစ်ခုကိုတရားစားလုပ်တဲ့ဂိမ်းကိုရှာမယ်ပြီးတော့ရင်ခုနေရာမှာတုံညပ်ပါဝင်နေတဲ့ဂိမ်းကို30နှစ်စားရင်ရတဲ့ဂိမ်းကိုရှာမယ်၃မျိုးရှာကြည့်ပါမယ်ရှင်ဟုတ်ပြီနော် โอเคအဲ့တော့ဒီ mailing ကုန်းလေး instruction လေးကိုရှင်းသွားပြီဆိုရင်တော့နံပါတ်ကကြည့်သွားကြရအောင်။အောက်ပါဇယားတွင်ခု10ရာထောင်တောင်းသိန်းတန်း4တန်း5သိန်း4တန်း5သိန်းရဲ့10စားနဲ့100စားကိုရေးပါ။ပြီးရင်100ဖြစ်စားလေရင်ရတဲ့ကိန်းကိုလည်းရေးပါ။အဲ့တော့4တန်း5သိန်းရဲ့10စားကိုရေးမယ်ဆိုရင်ဒီချေတို့ကအနောက်ဆုံးမှာတုံညာလေးထည့်လိုက်ယူပါပဲ။ဟုတ်တယ်နော်။အဲ့တော့ဒီမှာပါတဲ့တုံညာလေးတွေကိုပြန်ရေးမယ်။1 2 3 4 5 5ပြီးတော့ဒီက5ကိုရေးမယ်ဒီက4ကိုရေးပါမယ်ရှင်ဟုတ်ပြီเนาะပြီးတော့ရှိလို့ရှင်ဒီကျေတို့ကတရားစဆိုတော့ဒီ10စအောင်နောက်ထပ်10စလုတ်လိုက်မယ်အဲ့တော့၃ညာတစ်လုံးအနောက်ကထည့်ပြလိုက်ထည့်ပြလိုက်ရင်1 2 3 4 5ရေးပါမယ်1 2 3 4 5 6ပြီးတော့လို့ရှင်ဒီ9ကဒီမှာဒီ4ကဒီမှာပါရှင်အဲ့ဒါ4တန်း5သိန်းရဲ့တရားစကိန်းဖြစ်ပါတယ်ပြီးတော့ရဲ့4တန်း5သိန်းကို30နဲ့စားမယ်30နဲ့စားလို့ရှိလို့ရှင်ဒီချက်ကတုံညာတလုံးယော့သွားမယ်ဒီနော်တုံညာတလုံးယော့သွားမယ်ဆိုတော့1နဲ့3 4 5ငါးလုံးက4လုံးမရှိပါတော့မယ်1နဲ့3 4ပြီးတော့5ပြီးတော့4โอเคအဲ့တော့လာကြည့်ကြရအောင် လေးတန်းငါးသိန်းကို၁၀စာ၁၀၀စာပြုလုပ်ခြင်းနဲ့၁၀ဖြစ်စာချင်းငါတဲ့လေးတန်းငါးသိန်းကဘယ်လိုပြောင်းလဲသွားလဲတွေ့ရှိချက်တွေကိုဒီချေလို့ရှင်းနေကြရအောင်အဲ့တော့ငကိုရှိတဲ့လေးတန်းငါးသိန်းကို၁၀စာလုပ်လို့ရှင်တော်တော်များများကြည့်ပါအောင်တန်းနေရာမှာရှိတဲ့လေးကကလေးနေရာရောက်သွားတယ်။သိန်းနေရာမှာရှိတဲ့ငါးကအရှိတန်းကိုရောက်သွားတယ်။ကဲဒီမှာကြည့်ရအောင်ဟိ။နေရာလိုက်တန်းမှုလေးတွေဘာဖြစ်သွားသလဲ။အရှိကိုတိုးသွားပါတယ်။ဘာဖြစ်လို့လဲဆိုတော့အနောက်ကတုံညာတလုံးပို့လာလို့။ရမလား။ ုတ်ပြီเนาะโอเคကဲအဲ့ဒါဆိုလို့ရှိရင်၄တန်း၅တန်းတို့ဒီချက်တော့တရားစားလုံမယ်ဆိုတော့တန်းနေရာမှာရှိတဲ့၄ကဘယ်နေရာရောက်သွားလဲဟဲ့စေကတိနေရာကိုရောက်သွားတယ်အရှိကိုဘယ်နေရာတိုးသွားတာလဲ နှစ်နေရာတိုးသွားပါတယ်အဲ့ဒီလိုပဲတိန်းနေရာမှာရှိတဲ့ငါကဘယ်နေရာကိုရောက်သွားလဲဂရီနေရာကိုရောက်သွားတယ်အရှိကဘယ်နေရာတိုးသွားလဲနှစ်နေရာတိုးသွားပါတယ်ရှင်အဲ့ဒါဆိုရင်ဒီချေတို့30နှစ်စာနေဖြစ်မဲ့ဂိမ်းကိုကြည့်ကြည့်ကြရအောင်တန်းနေရာမှာရှိတဲ့၄ကဘယ်ကိုရောက်သွားလဲတိန်းနေရာကိုရောက်သွားတယ်တိန်းနေရာမှာရှိတဲ့ငါကဘယ်ကိုရောက်သွားလဲတောင်းနေရာကိုရောက်သွားပါတယ်ရှင် ဒါဆိုရင်ဒီကျေတော့၄တန်း၅သိန်းကိုဆယ်စာတရားစာပြုလုပ်ခြင်းနဲ့တရား၁၀ဖြစ်စာခြင်းမှာ၄တန်း၅သိန်းကဘလို့ပြောင်းလဲသွားလဲဆိုတော့ဒီကျေတော့တွေ့ရှိချက်လေးတွေကိုဆွေးနွေးပြီးသွားပါပြီเนาะအဲဒါဆိုရင်လာဒီသင်ခန်းစာလေးအတွက်ဒီကျေတော့ concept တွေပါလေးလဲဆိုလို့ရှင်ဂိတ်တစ်ခုကို၁၀နဲ့မြောက်တဲ့အခါမှာအဲ့ဒီဂိတ်မှာပါတဲ့ကနန်းတွေကနေရာလိုက်တံမို့အရှိကိုတနေရာစီတိုးသွားပါတယ် ပြီးတော့ရင်ခုနေရာမှာတုံညပါတဲ့ဂိမ်ကို30ဖြစ်စားလို့ရှင်အဲ့ဒီဂိမ်မှာပါတဲ့ကနန်းတွေကနေရာလိုက်တန်ဖို့အနောက်ကိုတနေရာစီယော့သွားပါတယ်ရှင်ဟုတ်ပြီနော်အဲ့ဒါကိုတီချယ်တို့တွေက grade 3မှာတွေကအသင်ခဲ့ပြီးသွားပါပြီနော်30နဲ့မြောက်လို့ရှင်အာ25ကို30နဲ့မြောက်250ဖြစ်သွားတယ်ဘလို့ဖြစ်သွားတာလဲ10နေရာက2ကယာနေရာရောက်သွားတယ်အရှိကိုတနေရာတိုးသွားတယ်ခုနေရာက9က10နေရာကိုရောက်သွားတယ်အရှိကိုတနေရာတိုးသွားတယ်အနောက်မှာကဘာပို့လာလဲဆိုတော့တုံညလေးပို့လာတယ်ဆို ိုတာကနောက်မှတုံညာလေးထည့်လိုက်တော့အင်းအင်းရှေ့သွားအင်းအင်းရှေ့သွားရင်အဲ့လိုဖြစ်သွားတာပေါ့နော်အဲ့လိုပဲ30နဲ့စားမယ်ဆိုလို့ရှင်အဲ့ဒီလိုပဲတုံညာလေးပျောက်သွားတော့ဟေးနေရာလွတ်သွားပြီငားနေရာဒီမှာငားနေရာဒီမှာဆိုပြီးတော့အနောက်ကိုနေရာလိုက်တံမိုးတွေတနေရာစီညော့သွားပါတယ်နော်ဟုတ်ပါပြီအဲ့ဆိုရင်နံပါတ်7နဲ့အောက်ပါကင်တစ်ခုစီကို30ဖြင့်မြောက်30တရားဖြင့်မြောက်နေရတော့ကိန်းနဲ့30ဖြင့်စားတင်ရတော့ကိန်းညာကိုရှိပါတဲ့ကာကြီးခောက်ကြီးခောင်းကြီးတပုတ်ကိုတစ်ချဲတော့3ခုပြေးပြေး ရပါမယ်။30နှစ်မြောက်ရင်ရတဲ့ကိန်း၊100ပြည့်မြောက်ရင်ရတဲ့ကိန်း၊30ပြည့်ဆိုင်ရင်ရတဲ့ကိန်းဆိုပြီးတော့၃ခုရေးပြရပါမယ်နော်။အဲ့ဒါလေးကိုဒီချေတို့ကနံပါတ်7တင်ချတက်တဲ့စာအုပ်ထဲမှာတွေ့ကြရအောင်နော်။ဟုတ်ပါပြီရှင်။အဲ့တော့ဒီချေကမင်းတို့ဒါလေးကိုယူပေးပါမယ်။ okay number 7ပါ7ပုံမှာကာကြီးပုံစံလေးကိုပါပြီဘလောက်လဲခု10ရာထောင်တောင် အဲ့တော့တောင်းပါရှင် ခု10ရာထောင်တောင်းအဲ့ဒါကိုတချေတို့က10ပြည့်မြောက်ရင်ရတော့ကိန်100ပြည့်မြောက်ရင်ရတော့ကိန်10ပြည့်စားလင်ရတော့ကိန်မြောက်ကိုရေးရပါမယ်အဲ့တော့လာစာသားလေးတော့ရေးရပါမယ်နော်သူများတွေကတော့ဒီတိုင်းလေးရေးခိုင်းတယ် no တချေကတော့မရေးခိုင်းမယ်နဲ့စာသားပါထည့်ရေးခိုင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့10နဲ့မြောက်လို့ရှင်အဲဘယ်လိုလုပ်ရလဲ100ပြည့်မြောက်ဘယ်လိုလုပ်ရ10ပြည့်စားဘယ်လိုလုပ်ရလဲဆိုတော့ပြောင်းလဲမှုတွေတွေကိုသိစေချင်လို့ပါအဲ့ဒါကြောင့်လာရေးကြရအောင်ဟဲ့10ပြည့် မြောက်လျင်စေပြင်းမြောက်လျင်ရာတော်ကိန်းအညီဟုတ်ပါပြီနော် yes တစေပြင်းမြောက်လျင်ရာတော်ကိန်းဟုတ်ပြီနော် okay ပြီးတော့ပြီဆိုလို့ရှင်ဒီကျတော့အောက်ကိုဆက်သွားမယ်တရားဖြင့်မြောက်လျင်ရှား 啊、uh,，sorry，下多 ㄍ。好不呢？OK，比打比手耶呢？得说偏三零，下多 ㄍ。下不呢？ အာโอเคကဲအဲ့ဒါလေးကိုရေးပြီးသားပြီဆိုတော့မှဒီချိန်တို့ကလုတ်ကြမယ်အဲ့တော့ပေးထားတာ2000အဲ့ဒီ2000ကို30ပြည့်မြောက်နေရတော့ကြဆိုရင်ဒီမှာက3ညဘယ်နှလုံးလဲ4လုံးဆိုတော့ဒီချိန်တို့က5လုံးဖြစ်သွားပါမယ်เนาะ3ညတစ်လုံးတိုးပါမယ်ဒီနေ့ဒါမှမဟုတ်လို့ရှင်လာမူရင်းကိန်းကိုတိုးရအရင်ရေးပါမယ်2000 အဲ့ဒီ2000ကိုဒီကျေရော30နဲ့မြောက်မယ်ဆိုတော့အနောက်ကနေ3ညတစ်လုံးထည့်လိုက်ပေါ့ဒါပဲ2000ကနေ2သိန်းဖြစ်သွားပါပြီရှင်တရားပြည့်မြောက်ရင်ရတော့ကိန်းကဲမူရင်းကိန်းမူရင်းကိန်းလေးကိုအနောက်ကနေ3ညဘဏ္ဍလုံးထည့်မယ် yes နှလုံးထည့်ထည့်လိုက်ပါရှင်30ဖြစ်စားနေရတော့ကိန်းဆိုတော့မူရင်းကိန်းလေးတဲကဒီကျေရောက3ညတစ်လုံးဖြုတ်ပါမယ်အဲ့ဒါဆိုရင်ဘယ်လောက်ဖြစ်သွားမလဲ2000ဖြစ်သွားပါမယ်ရှင်ရမလား โอเคကဲအဲ့ဒါဆိုလို့ရှင်ဒီချက်ကိုမင်းတို့ကခခွေကငဲခါကြီး လုတ်ပေးပါနော်လုတ်ပေးပါအဲ့တော့ပြီးတော့မှမင်းတို့ရေလုတ်လို့ပြီးတော့မှဒီချဲ့ဗီဒီယိုလေးကိုဖွင့်ပြီးတော့အဖြေလေးတိုက်ပေးပါနော်โอเคအဲ့ဒါဆိုရင်ဒီချဲ့ဗီဒီယိုလေးကိုရက်ပြီးတော့မင်းတို့ကခွေးကငင်ကကြီးလေးလုတ်ပေးပါရှင်ဟုတ်ကဲ့အားလုံးပဲလုတ်လို့ပြီးတော့ရေလို့ထင်ပါတယ်အဲ့ဒါဆိုရင်ဒီချဲ့ကနမတ်ခွေးကိုတွက်ပြပါမယ်ရှင် နော်အရောနမခခွေနမခခွေကခု10ရာထောင်တောင်းသိန်းအရောခဏသိန်း3တောင်းခဏသိန်း3တောင်းအဲ့ဒီခဏသိန်း3တောင်းကို10ဖြင့်မြောက်လျင်ရတော့ဂိမ်းဆိုတော့ဘာဂိမ်းလေးဖြစ်မလဲအရော3ခဏသိန်း3တောင်းအရင်ရေးမယ်ဟုတ်ပြီ အဲ့ဒါကိုအနောက်ကနေတုံညာတလုံးထည့်လိုက်ပေါ့ဒါပါပဲတရားပြမြောက်လင်းရတော့ဂိမ်းဆိုတော့ခွနှစ်သိန်း3000ကိုအနောက်ကနေတုံညာပနှလုံးထည့်မယ်နှလုံးထည့်ထည့်လိုက်ပါရှင်အဲ့တော့30ပြစာနေရတော့ဂိမ်းဆိုရင်ခွနှစ်သိန်း3000နဲ့ကတုံညာတလုံးဖြုတ်လိုက်ပါအဲ့တော့တုံညာ3တုံးမဲ့ကြံပါမယ်ခွနှစ်သောင်း3000ဖြစ်ပါပြီရှင်မှန်ရဲ့လားပြန်ကြည့်ပြပါနော်ပြီးတော့ရေဆိုရင်တော့ဒီချေတို့နံပါတ်ကငွေကိုသွားကြမယ် ခါခွေပြီးတော့ကငယ်ကကငယ်က9150အဲ့ဒီမူရင်းကိန်းလေးကိုဒီကျေတို့က9150ကို30ဖြစ်မြောက်လင်းရတော့ကိန်းဆိုတော့အဲ့ဒီမူရင်းကိန်း9150ကိုအနောက်ကနေ3ညတလုံးထည့်လိုက်ပေါ့ပြီးတော့ရင်100ဖြစ်မြောက်လင်းရတော့ကိန်းဆိုတော့9150ကိုအနောက်ကနေ3ညနှလုံးထည့်လိုက်ပါရှင့် 毕当人这些片山里窑洞建做，古老的样，我这里个度娘在龙票宝没，哎罗古呀这是，啊，OK，买些老冰山冰吧，喏，买嘞是五仙，喏这些冰溜嘞也比较冰冰比吧，比大人讲也比大人，卡机嘿，大罗他们说，哎罗卡机卡。 6เอคูเซยาทองตองเต็งตัน6ตัน2เต็ง4ตองเน800ဖြစ်ပါတယ်အဲ့ဒီဂိမ်းကိုဒီကျေတို့က30ပြည့်မြောက်လင်းရတော့ဂိမ်းဆိုတော့လုံညာတလုံးဖြုံมาပေါ့အဲ့တော့6ตัน2เต็ง4ตองเน80ဖြစ်သွားဩ6ตันမဟုတ်တော့ဘူးเนาะ6เต็งဖြစ်သွားပါဘူး6เต็ง2ตอง4ตอง80ဖြစ်သွားပါပြီတရားဖြစ်မြောက်လင်းရတော့ဂိမ်းဟောဘယ်ဟုတ်မလဲဒီကျေမားနေရပဲအဲ့တော့မူရင်းဂိမ်းလေးကိုအနောက်ကနေတုံညာတလုံးထဲมาပေါ့เนาะ အဲဆိုရင်ခု10ရာထောင်တောင်းသိန်းတန်ဂရီ6ဂရီနှစ်တန်း4သိန်းနဲ့8ထောင်ဖြစ်ပါတယ်ရှင်အဲဆိုရင်တရားပြမြလင်ရတော့ကင်းဆိုတော့မူရင်းကိန်းလေးဖြစ်တဲ့6နဲ့4တုံညာ8ရာကို အနောက်ကနေ3ညာဗနလုံးထဲမှာလဲနှလုံးအဲ့တော့6တန်းကနေအရှိကို2ညာဆိုတော့တန်းပြီးတော့ဂရီ10ဂရီဖြစ်သွားမယ်လို့ထင်တယ်နော်ခု10ရာထောင်တောင်းသိန်းတန်ဂရီ10ဂရီပါအဲ့တော့62ဂရီ4တန်း 是，里单是当琵琶的弄。那这边上人家都给做因，哎里给那个，当年的龙票琶没些。哎罗，唱的你比我妈年只弄龙票来着，唱的你别多嘛不？哎呦，唱的那当。唱的那条里条呢是四十八微信。OK，阿拉咩明白啦？Yes，好宝微信。 โอเคအဆင်ရင်ဒီခြေရုပ်ကစာမျက်နှာခုနှစ်ကိုပြီးတော့ပြီဆိုရင်စာမျက်နှာရှိကိုတောက်လိုက်ကြရအောင်စာမျက်နှာရှိကမင်းတို့အတွက်လေ့ကျင့်ရန်နံပါတ်လေ့ကျင့်ရန်ပုံစံနံပါတ်6ကိုတောက်မယ်ဟိအဲ့တော့ပုံစံလေးကိုဖတ်ကြည့်ကြရအောင်0 9 1 2 3 4 5 6 9 10နဲ့6ရုပ်အနက် ခနန်းအချို့ကိုအသုံးပြုပြီးတော့ခနန်းရှစ်လုံးပါတဲ့အောက်ပါကိညာကိုပြုလုပ်ပြီး Okay အောက်မှာမိကုန်းကသုံးခုပေးထားပါတယ်ဟုတ်ပြီနော်အဲ့ဒီမိကုန်းကိုဖြည့်ဖို့အတွက်တချို့ကတုံညာနီကိုအထိခနန်းလေးတွေကိုအသုံးပြုပါပါမယ်ရမယ်နော် okay အဲ့ဆိုလို့ရှိရင်ဒီချက်ဒီမိကုန်းလေးကိုမင်းတို့ရဲ့တင်ပြတက်တဲ့စာအုပ်ထဲမှာပြလို့ရအောင်လို့လုပ်ပေးပါမယ်အဲ့တော့တအားတို့တမျိုးရဲ့တင်ပြတက်တဲ့စာအုပ်ကလေးကိုထောက်ထားပါရှင့် အဲ့တော့ number 6အဲ့တော့တရိကံတုံးလေးထဲမှာ number 6ရဲ့ဒီချက်ကကကြီးကိုတွက်ပါမယ်ရှင်။ Okay ကကြီးလေးကိုကြည့်ရအောင်။တစ်နှစ်သုံးခုအသုံးပြုပြီးကနန်းရှစ်လုံးပါတယ်ဂိမ်း၃ခုကိုလုပ်ပါ။အဲ့တော့ကနန်းရှစ်လုံးပါတယ်ဂိမ်းကိုဒီချက်က၃ခုလုပ်ပြရမယ်။ဒါပေမဲ့အဲ့ဒီဂိမ်းနေထဲမှာတစ်နှစ်သုံးခုပဲအသုံးပြုပါမယ်။အဲ့တော့ကနန်းရှစ်လုံးပါတယ်ဂိမ်းကို၃ခုလုပ်မယ်ဆိုတော့ခဏလေးနော်ပထမတစ်ခုကိုလုပ်ကြပါမယ်။1 2 3 4 5 6 ခနဲ့ရှစ်အဲ့တော့ဒီကျဲကကဏ္ဍ၈လုံးရေးဖို့အတွက်နေရာ၈ခုချတာလိုက်ပါပြီအဲ့ဒီကဏ္ဍ၈လုံးမှာဒီကျဲတို့က1.3ပဲရေးပြရပါမယ်1.3ဆိုရယ်ကဏ္ဍနေပဲပါအောင်အဲ့တော့ဥပမာဒီကျဲပြပါမယ်1 3 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 1 တစ်ကတိနှစ်တန်း3သိန်းတသောင်း2312ဟုတ်ပြီနော်အဲ့တော့ခြေရုပ်ရေးလိုက်တဲ့ဂိမ်းမှာတစ်နှစ်သုံးမြေပါပါမယ်ဟုတ်ပြီအဲ့ဆိုဒီချက်နောက်ထပ်တလုံးကြီးပြအောင်မယ်ရှင်အဲ့တော့ကနန်းရှစ်လုံးအတွက်နေရာရှိခုချပါပြီ1 2 3 4 5 6 8ဟုတ်ပြီအဲ့ဒီအတွက်ကနန်းရှစ်လုံးရှိပါမယ်ရှင့်ကနန်းရှစ်လုံးပါတယ်ခင်ကြီးမယ်အဲ့တော့1နှစ်3ကိုပဲအသုံးပြုရမှာဖြစ်ပါတယ်အဲ့တော့ for example 1 2 1 2 3 4 5 6 8 3ခြေနှစ်မရောက်လားရတာပဲအဲ့ဆိုဒီကိန်းလေးကိုဒီကျတော့ဖတ်ကြည့်ကြရအောင်တစ်ကလေးတန်းနှစ်သိန်း2000 3000 300 okay ဟုတ်ပြီအဲ့ဆိုဒီချက်ကနောက်ထပ်တစ်လုံးရေးပြပါဦးမရှင်3 4 5 6 8 9 10 okay အဲ့ဒီမှာဒီချက်ကဂိမ်းကြီးရေးပြပါမယ်ရှင်အဲ့တော့တအားတို့မျိုးလေကိုကြိုက်တဲ့အတိုင်းလေးတွေရတယ်ဒီချက်ဥပမာရေးပြပေးထားနော်အဲ့တော့ဒီချက်ကဘယ်လိုမျိုးရေးမလဲဘယ်လိုမျိုးရေးချင်လဲပြောပါအောင် တော့အော် sorry အဲ့တော့3 2 7မြောက်တာ3 2 7 7ကျေဟာရတာပဲဒီเนาะโอเคအဲ့ဒီဂိမ်းလေးဖတ်ကြည့်ပါအောင်တုံးကလေးနတ်တန်တသိန်း3000 2131ဟုတ်ပြီเนาะအဲ့လိုကညိုကြီးအများကြီးပဲလုပ်လို့ရပါတယ်မင်းတို့က1 1 3လုံး2 3လုံး3 3လုံးလည်းရတယ်เนาะပြီးတော့ရင်1 2 3 3 3 တတညနေ3ပါအဲ့လိုလေးရတာပဲအဲ့တော့ဒီချက်ကဒါနမူနာပြတာပါအဲ့ဒီနမူနာလေးတွေကိုကြည့်ပြီးတော့မင်းတို့ကအာရနိုင်တဲ့မြောက်ကိုပိုင်းတဏန်းလေးတွေကိုပိုင်းဂိမ်းလေးတွေကိုလုပ်ပေးပါရှင်ဟုတ်ပြီနော်အဲ့တော့သုံးရမယ်ဒီမှာတညနေ3ကိုပဲသုံးရမယ်တူတူထပ်ပြီးသုံးလို့ရတယ်စက်ကလို့သုံးလို့ရတယ်ဂနန်းရှင်လုံးပါတယ်ဂိမ်းသုံးလုံးရေးပြရပါမယ်ရှင်ရမယ်နော်ဟုတ်ပါပြီအဲ့ဆိုလို့ရှင်နံပါတ်ခခွေးလေးပါလိုက်တရအောင်โอเคနံပါတ်ခခွေးအတွက်ဒီချက်ကဒီလိုလေးလုပ်လိုက်ပါမယ်နံပါတ်ခခွေး အဲ့တော့ဒါလေးကိုတောက်ယူမယ်။ဒီချေရူကတုံများကနေပြီးတော့မှအာကိုးအထိကနန်းတွေကိုအသုံးပြုပြီးတော့နမခောက်ပဲနေပေါ်နေရပါလေလေဟိ။တုံများကနေကိုးအထိကနန်းတွေကိုမထက်စီပဲမထက်စီရဘူးဒီတစ်ခါ။တုံများကနေကိုးအထိကြီးရမယ်။အဲ့ဒီလိုမျိုးကနန်း၃ခုနော်ကနန်း၈လုံးပါတယ်။ကိန်း၃ခုကိုပြုလုပ်ပေးပါ။၁၂၃၄၅၆9 8 ဟုတ်ပြီနော်အဲ့တော့တိကျပထမဦးဆုံးဂိတ်တခုလောက်ပြပါမယ်ရှင်။တုံညာကနေကိုအထိအဲ့တော့ကိန်းကနန်းနေရဲ့ကိန်းနေရဲ့အရှိမတိကျပြီးတော့တုံညာကစလို့ညာလीနော်အဲ့တော့တိကျတက်ကနေစလိုက်မယ်ဟဲ့1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30အဲ့နဲ့ရှစ်မရဘူးလားရတာပဲเนาะအဲ့တော့ဒီကိန်းတွေကိုဖတ်ကြည့်ကြရအောင်တိကရေ2,000 3,000 4,000 5,000 6,000 88 ဟုတ်ပြီအဲ့ဆိုနောက်ထပ် gain တလုံးလို့ကြည့်မယ်နော် gain ရှစ်လုံးပါတယ် gain 1 2 3 4 5 6 8 9 10နောက်ထပ် gain တလုံးလေးယူကြည့်ကြရအောင်အဲ့တော့မင်းတို့ကရောဘယ်လိုလေးနေချင်လဲပိုကြိုက်တဲ့အတိုင်းပဲဒါပေမဲ့တတိထားမှာဖတ်လို့မရပါဘူးခုနကလိုမျိုးဖတ်လို့မရအောင်နော်အတီချာဒီတစ်ခေါက်ကနှစ်ကနေစရုံနဲ့ပေါ့နှစ်နှစ်သုံးလေးငါ၆အနည်းရှစ်ဟိုးမရဘူးဒါဟိ ရတာပဲအဲ့တော့နှစ်ကလေး3,000 4,000 5,000 6,000 989ဟုတ်ပြီအဲ့ဒီပုံစံအတိုင်းသာရုသမားဒီချက်ကိုတုံညာနေကိုဒီကဏ္ဍလေးတွေကိုအသုံးပြုပြီးတော့ကဏ္ဍရှစ်လုံးပါတယ်ဂိမ်းရေးပြပအောင်ရှင်ဟုတ်ပြီနော်ကြိုးစားပြီးတော့ရေးပြပါအာတတိထားမှာထပ်လို့မရပါဘူးနော်ရမယ်နော်ဟုတ်ပါပြီရှင်အဲ့တော့ဒါလေးကိုတော့ကြိုးစားပြီးတော့ရေးကြည့်ပြပါအဲ့တော့နောက်ထပ်တစ်ခုကိုသွားကြရအောင်ဟိနံပါတ်ဒါနဲ့ ဟုတ်ပြီဟဲ့နမကောင်နေခွန်တုံညာနေကိုအထီကနန်းတွေကိုအသုံးပြုပြီးတော့ဒီချိန်ကနမကောင်နေကဘာခိုင်းတာလဲဆိုရင်ကနန်းရှစ်လုံးပါအကြီးဆုံးဂိတ်နဲ့ကနန်းရှစ်လုံးပါအငယ်ဆုံးဂိတ်ကိုပြုလုပ်တာအဲ့တော့ဒီချိန်ကအကြီးဆုံးဂိတ်ကိုအရင်ကြီးပါမယ်အဲ့တော့အကြီးဆုံးဂိတ်ဟုတ်ပြီအဲ့တော့အကြီးဆုံးဂိတ်အောက်ကနေဆက်ရေးပြီးအငယ်ဆုံးဂိတ် yes အဲ့တော့ financial loan ပါတဲ့အကြီးဆုံး gain ဆိုတော့ခုနကအတိုင်းဒီချက်နေရာရှိခုချလိုက်မယ်1 2 3 4 5 6 8ဒီမှာလည်း1 2 3 4 5 6 8ရောက်လာဟုတ်ပြီเนาะအဲ့ဒါလေးကိုဒီချက်ကအအကြီးဆုံး gain ထဲမှာ၃ညာနေအကနန်းရှင်လုံးပါအကြီးဆုံး gain ဆိုတော့ဒီချက်တော့မှာ၃ညာနေ6အထိအဲ့ဒီထဲမှာအကြီးဆုံး gain ကဘယ်လဲ ဟုတ်အဲ့တော့သူကထက်လဲရရင်လို့ပြောထားပါဗျာအာမထက်စရာဘူးလို့ဘာမှမပြောထားရတဲ့အတွက်ကြောင့်မလို့ဒီချေတော့ထက်လို့ရပါတယ်ရှင်အဲ့တော့ကိုးတောင်းကိုးကလေးအဲကိုးရီပဲထဲတိုင်းမှာပေါ့အကြီးဆုံးကြီးပဲထဲမှာပေါ့နော် yes ဟုတ်ပါပြီအဲ့တော့အဲ့ဒီဂိန်းကနန်လေးကိုအဲ့ဒီဂိန်းလေးကိုဖတ်ပြပေးပါဦးခင်ဖတ်ကိုးကလေးကိုးတန်းကိုးသိန်းကိုးတောင်းကိုးရကိုးဆက်ကိုးဟုတ်လားခဏရှစ်လုံးပါဆိုတော့1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 2000 2001 2002 2003 2004 2005 2006 2007 2008 2009 2010 2011 2012 2013 2014 2015 2016 2017 2018 2019 2020 2021 2022 2023 2024 2025 2026 2027 2028 2029 2030 2031 2032 2033 2034 2035 2036 2037 2038 2039 2040 2041 2042 2043 2044 2045 2046 2047 2048 2049 2 ownership ဟုတ်တယ်လေအဲ့တော့ကိုကလေးကိုတန်းကိုသိန်းကိုတောင်ကိုတောင်ကိုရာကိုဇက်ကိုဟုတ်ပါပြီရှင်အဲ့ဆိုလို့ရှင်ဒီချေတို့အငယ်ဆုံးဂိမ်းလေးကိုလောက်ကြရအောင်အဲ့တော့တုံညာနေပြီးတော့မှာကိုအထီထဲမှာအငယ်ဆုံးကဘယ်လိုလဲဟေ့ပြောပါအောင်တုံညာဒါပေမဲ့အဲ့ဒီတုံညာဒီချေတို့အရှိဆုံးမှာထားလို့ရလားမရပါဘူးရှင်အဲ့ဒါကြောင့်တုံညာထက်နေတဲ့ကိန်းကဒီချေတို့တက်ရှိပါတယ်ရှင်ပြီးတော့မှတုံညာတွေကိုအနောက်ကနေလိုက်ထည့်လိုက်ပါပြီ အဲ့တော့ဂဏန်းရှစ်လုံးပါအမြင့်ဆုံးဂိတ်တာတိဂရင်းဖြစ်ပါရဲ့ရှင်။သဘောပေါက်ပါသလား? Yes ရပါပြီ။ဟုတ်ပါပြီအားဆိုလို့ရှိရင်ဒီချေတို့ကဒီတင်ငန်းစာလေးအတွက် concept တွေကဘာလေးလဲဆိုလို့ရှိရင်ဒီမှာကြည့်ရအောင်။ကုံညာကနေကိုအထိကနန်းဆယ်လုံးကိုအသုံးပြုပြီးတော့တီချေတို့ကဘယ်ဂိမ်းကိုမစဖော်ပြနိုင်ပါလဲ။ချေတို့ဂိမ်းတစ်ခုလို့ပြောလိုက်တာနဲ့အဲ့ဒီဂိမ်းနေထဲမှာကုံညာနေကိုအထိကနန်းနေပါတယ်။ ုတ်ပြီနော်မကျွန်တော်တို့ပေါ့ကနန်းนี่ဂိမ်းนี่အများကြီးပဲရေးလဲအဲ့ဒီဂိမ်းนี่တွေမှာတုံညာနေပို့ဒီကနန်းนี่ပါပြီးသားပဲနော်ဟုတ်ပါပြီရှင်အဲဆိုရင်ဒီချက်ကိုဘာလို့ပြရမလဲဆိုရင်အောက်ကနံပါတ်3လေးကိုလုပ်ကြည့်ပြပါဟိတရံဟုတ်ပြီနော် နံပါတ်73ပြတ်တာတို့တမျိုးကြီးမိမိဘာသာစဉ်းစားပြီးတော့တစ်ချက်လောက်လုပ်ပြီးပါလုပ်လုပ်ပြီးသားပြီဆိုလို့ရှိရင်เนาะအဲဒီချက်နဲ့အဖြေကြကြမှာเนาะဟုတ်ပြီဒီချက်ဗီဒီယိုလို့ရက်ပြီးတော့မိမိဘာသာလုပ်ကြည့်ပြပါအောင်အော်ဒီချက်ပုံစံလေးရင်ရှင်းပြအောင်ခဏလေးမြင်နေအောင်เนาะ၃ညကနေကိုဒီခဏန်းတွေကိုမထက်စေပဲထက်လို့မရပါဘူးရှင့် ်ခဏန်း၉လုံးပါတယ်ခုနကမှတကယ်လုပ်ခဲ့တာ၈လုံးအခုက၉လုံးဒါပေမဲ့ထပ်လို့မရဘူးခုနကတော့ကကြတော့တကယ်လို့ရထပ်လို့ရတယ်အဲ့တော့ဒီမှာ၉ရီ၉ရီ၉ရီထပ်တယ်၃ညတွေ၃ညတွေ၃ညတွေထပ်တယ်ဒီတစ်ခါကျတော့ထပ်လို့မရဘူးနော်ဟုတ်ပြီစဉ်းစားပြီးတော့တစ်ချက်လောက်လုပ်ကြည့်ပေးပါဒီတကယ်ဗီဒီယိုလို့ရလိုက်ပါအောင်ဟဲ့ဟုတ်ကဲ့လုပ်လို့ပြီးသားပြီလို့ထင်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ဒီချက်ကနော်ဒီမှာ မင်းတို့အတွက်အကြီးဆုံးဂိတ်နဲ့အမြင့်ဆုံးဂိတ်ကိုဒီချေတို့ညီးကြမယ်မထက်စေရပါဘူးเนาะအဲ့တော့တုံညာနေကိုအထီးတယ်မှာအကြီးဆုံးကနေပြီးမှစစီပြီးရေးပါမယ်အဲ့တော့ခဏန်းကိုလုံးပါတယ်ဆိုတော့ဒီချေတို့နေရာကိုခုချလိုက်ပေါ့1 2 3 4 5 6 8 9 10ကိုဟုတ်ပြီအဲ့ဒီအတိုင်းနဲ့1 2 3 4 5 6 8 9ရမယ်နော်အဲ့ဒါဆိုလို့ရှိရင်ဒီခြေရောအကြီးဆုံးဂိမ်းကိုစရေးပါပြီရှင်။၃ညာနေကိုကြည့်တယ်မှာအကြီးဆုံးကဘာတူလဲ။ကို ိုးကိုဖယ်လိုက်လို့ရှိရင်နောက်ထပ်အကြီးဆုံးက၈၈ကိုဖယ်နောက်ထပ်အကြီးဆုံးက9ပြီးသွားရင်6 5 4 3 2 1ဟုတ်ပြီအဲ့ဒီဂိမ်းလေးကိုဖတ်ကြည့်ကြမယ်နော်ပိုးကလေး၈တန်း8တန်း6တောင်း9တောင်း4 5အာဒီချက်မှာဝါပြန်ဖတ်မယ်နော်ပိုးကလေး၈တန်း8တန်း6တောင်း9တောင်းပါနေရနော်ပြန်ဖတ်မယ်ပိုးကလေး၈တန်း8တန်း 6,531. ဟဲ့ဟုတ်လားရှစ်ပထမနေ့90ရာထောင်တောင်းသိန်းတန်တတိစဲခဲ့ပြီပါရှင်အဲ့ဒီတကြောင်မလို့68ကလေးခွန်နဲ့တန်6,531ပါနော်ဟုတ်ပါပြီအဆိုလို့ရှိရင်အငယ်ဆုံးကိန်းကိုရေးကြည့်ကြမယ်ဟဲ့အငယ်ဆုံးကိန်းဆိုတော့မင်းတို့တွေကဒီမှာပေးထားတဲ့300ကနေ6အထိထဲမှာအငယ်ဆုံးကဘယ်သူလဲ တုံညဒါပေမဲ့တုံညအရှိတုံမှာရေးလို့ရလားနေရဖို့အဲ့ဒီအတွက်ကြောင့်မလို့ဒီကျေတို့ကတစ်ကံစာရေးပါမယ်ရှင်โอเคတစ်ကလေးကိုဖယ်လိုက်ပြီးဇန်နဲ့ကင်ကြီးထဲမှာအငယ်ဆုံးကဘယ်သူလဲတုံညဖြစ်သွားပါပြီရှင်တုံညပြီးတော့1 2 3 4 5 6 7 Okay ဒီကိန်းလေးကိုဖတ်ကြည့်ကြရအောင်30ကလေး2တန်း3တန်း4တောင်း5တောင်း688 ညမယ်နော်အဲဆိုလို့ရှိရင်တီချာတို့ကတီချာတို့ရဲ့ကဘာကြီးတဲ့တီချာတို့ရဲ့စက်ကြောရာကြီးတဲ့မှာဘယ်ကိန်းမဲ့ဖြစ်ဖြစ်အဲ့ဒီကိန်းကြီးက၃ညနဲ့၉အထိကဏ္ဍတွေကိုအသုံးပြုပြီးတော့ပြုလုပ်ထားတာဖြစ်ပါတယ်နော်ညမယ်နော်အဲဆိုလို့ရှိရင်တအားတို့တမျိုးတွေကအာဒီသိန်း တသိန်းအထက်ကိန်းညာနေပြီးတော့မတရားကလေးအထိကိန်းမျိုးဒီချေတို့အများကြီးလေ့လာခဲ့ပြီးပါပြီကိန်းဒီအကြောင်းကိုအကုန်လုံးဒီပါသိရှိပြီးပါပြီဟုတ်ပြီနော်အဲဆိုရင်ဒီချေတို့နောက်တစ်ဗီဒီယိုမှာဆိုလို့ရှိရင်ဒီချေတို့ဘယ်တင်ငန်းစာကိုတောင်းမလဲဆိုရင်အမြောက်တင်ငန်းစာကိုပါပါမယ်ဟိအမြောက်အမြောက်ကလေဒီဖက်စာကိုခင်မှာဒီအခန်းထဲမှာပဲပါတဲ့အမြောက်နော်ကဏ္ဍသုံးလုံးပါတဲ့ကိန်းကိုကဏ္ဍသုံးလုံးပါတဲ့ကိန်းနဲ့ဒီချေတို့မြောက်ချင်းကိုပါပါမယ်ဟုတ်ပြီအဲ့တော့ဒီဗီဒီယိုလေးကိုတော့ဒီနောက်မှာလည်းခဏရက်ပါမယ်ဒီဗီဒီယိုလေးကိုကျင့်ရသွားပြီဆိုတော့မ ှာအဆင်ပြေတဲ့ရသွားပြီဆိုတော့မှာပဲဒီချက်ကိုနောက်ထပ်ဗီဒီယိုကိုကြည့်ပေးပါရှင့် Okay as a bye bye